အလုံးမမင်္ဂလာပါခင်ဗျာဒီနေ့ညကိုဆွေးနွေးပေးမယ့်အကြောင်းအရာတော့ဒီတူတကနိုင်ငံမှာရှိတဲ့ဒီကာကစ်တန်ဝါကာပါတီဆိုတဲ့လောသမာဖွဲ့စည်းပါတီဒါကျမ်းဖတ်ဖွဲ့စည်းတွေကသူတို့ရဲ့လက်နက်ကင်လမ်းစဉ်တွေကိုတရားဝင်ဆွလုပ်လိုက်တဲ့တဲ့င်းပေါ့ဒီတဲ့င်းနဲ့ဆက်ဆက်ပြီးအကြောင်းအရာတွေကိုညကိုဆွေးနွေးပေးသွားမယ်အော်ဒါဒီပလမအုပ်စုအနေနဲ့ဒီပါတီပေါ့ဒါကာကစ်တန်ဝါကာပါတီဆိုတာဒီတူတကနိုင်ငံမှာရှိတဲ့လောသမာပါတီပေါ့ဒီပါတီရဲ့ဒါဒီတမိုင်းကြောင်း ်အဲဒီမိုင်းကြောင်းတွေဘယ်လိုရှိလဲဆိုရင်ဒီ1932ခုနှစ်မှာဒီလော်ဇန်းစာချုပ်ချုပ်တဲ့အချိန်မှာဒီကာစတန်အိမ်မက်ဒါသူတို့ပြက်ကွယ်သွားတော့ပြောချင်တာဒါဒီကာစတန်လူမျိုးတွေကဒီနိုင်ငံလေးနိုင်ငံနဲ့မှာဒါသူတို့အနေနဲ့တပိုင်းစီပါသွားတော့အဲ့တော့ဒါဘယ်နိုင်ငံနေလဲဆိုရင်တူတူပြီးအီရတ်အီရန်စီးရီးယားပေါ့အဲ့ဒီနိုင်ငံအတွင်းမှာဒါသူတို့တပိုင်းစီပါသွားတဲ့ဒီကတ်လူမျိုးတွေကဒါပေမဲ့သူတို့အနေနဲ့ဒါနယ်နိမိတ်တွေနဲ့တဆက်ဆက်ရှိတာအဲ့တော့ဒီပရမကဘာစစ်ပြီးသွားတဲ့အချိန်မှာဒီအော်တိုမန်ကပြိုကွဲသွားတဲ့အချိန်ဒါစစ်နိုင်တဲ့ တစ်ဖက်ကဒါနောက်မမိနိုင်တယ်။ဟောဒီနိုင်ငံတွေကဒါဒီကဘာကြီးကိုပြန်လဲပြီးတော့ဒါခွဲဝေတဲ့အချိန်မှာဒီအော်တိုမာတွေကနိုင်ငံတွေအစီအစီဖတ်သွားတဲ့အချိန်မှာဒီကတ်လူမျိုးတွေပေါ့ဒီလူမျိုးတွေကလည်းဒါသူတို့အနေနဲ့ကာဆစတန်နိုင်ငံပေါ်ထွက်လာဖို့အတွက်ဒါသူတို့မျှော်မှန်းကြတာ။ဟောဒီလိုမျှော်မှန်းပေမဲ့ဒါတဆက်တည်းမှာဒါသူတို့အနေနဲ့ဒီ1984ခုနှစ်ကဒါသူတွေဒီနိုင်ငံမှာဒါသူတို့တောင်းကျမ်းသူအဖြစ်ဒါဆင်နွှဲခဲ့တဲ့တိုက်ပွဲမှာပဲဒါဒီလူပေါင်း၄000ကျော်တေဆုံးခဲ့ရအောင်။ဟောဒါနဲ့ပတ်သက်ပြီးတော့ဒီတစ်ဖက်က အီရူအမေရိကန်ပြင်တူတကီနိုင်ငံတွေကဒါသူတို့ဂျမ်ဘတ်အဖွဲ့အဖြစ်ဒါလုံးဝတရားဝင်ကြေညာခဲ့တာပေါ့။ဟောဒါသူတို့ရဲ့လိုရတွေနဲ့ပတ်သက်ပြီးတော့ဒီတူတကီနိုင်ငံအနေနဲ့ကတော့ဒါဒီရွေးပြဿနာနိုင်ငံကြီးပြင်စီးပွားရေးအရဝန်တော့ဝန်ကိုဖြစ်လာခဲ့တာဖြစ်တဲ့အတွက်ဒါယနေ့အချိန်အထိဒါနောက်မာမေးနိုင်ငံများအားလုံးကဒါဂျမ်ဘတ်အဖွဲ့စီဖြစ်ကြေညာထားတော့အော်ဒါဒီနေ့မှာဒါသူတို့အနေနဲ့အခုဒီပြီးခဲ့တဲ့တနင်္လာနေ့ကဒါသူတို့ရဲ့လက်နက်ကင်လမ်းစဉ်ကိုဒါတရားဝင်ဖြတ်သိမ်းခဲ့တာဖြစ်တဲ့အတွက်ဒါဒီဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကဒါဒီနေတိုးဖွဲ့ဝင်ဖြစ်တဲ့ဒါတူတူပြည်နိုင်ငံအတွက် နိုင်ငံရေးရောဒါစီးပွားရေးရောတည်ငြိမ်မှုတွေကိုမြင့်တက်စေလာနိုင်တယ်။ပြီးရင်ဒါဒီတစ်ဖက်ကအိမ်နီးချင်းတွေဖြစ်တဲ့ဒီကတ်တဘုံဖွဲ့ကွဲတွေရှိတဲ့ဒါအီရတ်နိုင်ငံစီးရီးယားနိုင်ငံတွေမှာတော့သူတို့နဲ့ဒါအိမ်နီးချင်းရတင်းမာမှုတွေတော့ဒါရောကြသွားနိုင်တယ်လို့တော့မြင်တွေ့ရတာ။ဟောဒါနိုင်ငံတကာအနေနဲ့ဒါတုံ့ပြန်မှုတွေရှိလာတယ်။အဲ့တော့ဒါရှိလာတဲ့နဲ့ပတ်သက်ပြီးတော့ဒီခုလက်ရှိမှာဆိုရင်ဒါကုလသမဂ္ဂ EU ကဒီလောရရနဲ့ပတ်သက်ပြီးကြိုဆိုတယ်။ဒါပေမဲ့တစ်ဖက်ကဒီအမေရိကန်အနေနဲ့ကတော့ဒါစီးရီးယားမှာရှိတဲ့ဒီကတ်ဖွဲ့တွေပေါ်မှာဆိုရင်တော့ဒါသူ့အနေနဲ့ ဒါတက်ရောက်မှုတွေအားလုံးကိုတော့ဒါသတိကြီးကြီးထားပြီးတော့ဂိုင်တွင်နေတာပေါ့အဲ့တော့ပြောချင်တာကဒီအီရတ်နဲ့အီရန်မှာရှိတဲ့ဒါကတ်လူမျိုးတွေအနေနဲ့ကတော့ဒါအခုဒီဖြတ်သိမ်းမှုနဲ့ပတ်သက်ပြီးတော့ဒါနက်နာမှုတွေကိုဒါသူတို့ဖြေရှင်းမပေးဘူးဆိုရင်နောက်ဆက်သွဲအနေနဲ့ဒါသူတို့အနေနဲ့ဒီမင်းချင်းမင်းတက်မှုတွေပေါ့စုပူကြဖောက်မှုတွေကိုလှုပ်ဆောင်မယ်ဆိုပြီးတော့ပြောကြထားတာအော်ဒါဒီအဓိကပြောချင်တာဒီအဖွဲ့ဖြတ်သိမ်းမှုပါဆိုရင်ဒါဒီတူတကီနဲ့ဒီကဒီအဖွဲ့နဲ့ဆက်နွယ်နေတဲ့ဒါစီးရီးယားမှာရှိတဲ့ YPG ဆိုတဲ့ဒါ IS စန့်ခြင်းအဖွဲ့ပေါ့ ီဖွဲ့အနေနဲ့ကတော့ဒါဒီသူတို့ကဒီတက်မာမိတ်ဖွဲ့ဒါဖြတ်သိမ်းမှုကိုဒါသူတို့အနေနဲ့ဒါပယ်ချရဲဆိုပြီးတော့တရားဝင်ပြောဆိုထားရှိဒီနောက်တစ်ဆက်ဒီကဆက်ကတော့ဒီနေတိုးဖွဲ့ပေါ့နေတိုးနဲ့ဒီစစ်ဘက်ဆိုင်ရာအဖွဲ့အမှဒီတူတကီအနေနဲ့ပေါ့ဒီဂျမ်ဖတ်အဖွဲ့အစည်းဖြတ်သိမ်းမှုမှာဒါသူတို့အနေနဲ့ဒါဒီနေတိုးရဲ့အတိုက်ခံနေအားလုံးကိုဒါဒီဘောတူညီထားပြီဆိုတော့ပြောထားတယ်လိုပြောထားရဆိုပေမဲ့ဒါဒီနိုင်ငံတကာအနေနဲ့ကငြင်းငြင်းရေးအတွက်ပြန်လည်ထူထောင်တာဖြစ်တဲ့အတွက် ီနိုင်ငံသားအားလုံးကိုလွတ်လပ်ခွင့်ပေးမလားမပေးဘူးလားဆိုတော့လည်းဒါပြေကွန်းထုတ်เสียရတယ်တော့ဟောဒီချက်တွေအားလုံးကဒါနိုင်ငံတကာအနေနဲ့ဒါတုံ့ပြန်ထားတဲ့ချက်ဟောပြောချင်တာဒီခုဒါသူတို့အနေနဲ့ဒီလက်နက်ကိုင်လမ်းစဉ်ဟိုဒါဆွန့်လွတ်သွားတော့ဟောဒီဆွန့်လွတ်တာလည်းပတ်သက်ပြီးပြန်ကောက်ရမယ်ဆိုရင်ဒါတူတကီနိုင်ငံမှာရှိတဲ့လူဦးရေဒါ85တန်းပါဒါယာကန်တော့20ယာကန်လုံးလောက်ဒါကတ်လူတွေကဒါသူလွတ်လပ်ရေးရဖို့အတွက်ဒါ1948ကလေးကဒါသူလက်နက်ကိုင်တော်လန့်ပြောင်းပြောကျင်တာဒီအဖွဲ့မှာဒါဒီတူတကီအမေရိကန် EU ပေါ့ ြင်ဒီဘက်ကဥရောပသမဂ္ဂကြီးအကျန်းသူတို့အားလုံးကစံဖက်ဖွဲ့စည်းဖြစ်ကြီးညာထားတာတော့ဒါသူတို့အနေနဲ့ဒီနေ့အချိန်ထိပေါ်တာသူလွတ်လပ်ရေးရောက်ဖို့အတွက်တိုက်ပွဲဝင်တာဟောဒီအရှိလေပိုင်းမှာရှိတဲ့ဒီလူမျိုးပေါ်တာလူမျိုးကြီး20ရာခိုင်နှုန်းဆိုရင်ဒါဒီတူရကီနိုင်ငံနဲ့အနိုင်ရှင်ပဲဆိုရင်ဒါဒီ25တန်း35တန်းပတ်ဝန်းကျင်လောက်ဒီပတ်ဝန်းကျင်လောက်တန်းကနန်းရှိတဲ့လူကြီးညာကြီးဆိုတော့ဒါငင်းငယ်ရဲ့အတွက်ဒါသူပြက်ခတ်ရဲ့ငင်းငယ်ရဲ့အတွက်ဒါတိုက်ပွဲဝင်နေတာဟိုဒါလက်ရှိမှာလေပြက်ခတ်ရဲ့ဆဲဖို့အတွက် ပြက်ခက်ရဲဆဲလိုက်တာပေါ့ဒါတနင်္လာနေ့ကလေးဒါသူတို့တရားဝင်လှုပ်ဆောင်ခဲ့တာအပြောချင်တာဒီမိတို့ဒီနိုင်ငံမှာဆိုရင်ဒါဒီလူကြီးကဒါတိုင်ကနားများရှိတဲ့ဒီတိုင်းတားလူမျိုးတွေအားလုံးအနေနဲ့ပေါ့ငញ្ញမ်းရေးအတွက်မစင်စားပါနဲ့အခုလိုပြောတာကိုကျိုးစည်းဝါးတွေကိုရှေ့တန်းတင်ပြီးတော့ဒါလက်နက်ကင်ဂျင်တွေကိုလှုပ်ဆောင်နေတယ်။အဲဒီလိုလှုပ်ဆောင်တာဖြစ်တဲ့အတွက်ဒါဒီမိနိုင်ငံပုံပြတိုးတက်ဖို့အတွက်ငញ្ញမ်းရေးရယူတဲ့အချိန်ပါဒါနောက်ဆက်တစ်ခုဒါလုံးဝအထင်ရှားဖြစ်လာနိုင်တယ်လို့ဒါကျွန်တော်အနေနဲ့မြင်မိတယ်။ Thank you.